တရားမင်းကြီးကအရှင်ဘုရားခွင့်ပြုမယ်ဆိုရင်တပည့်တော်မိခွန်းနေမိဖုရားစီပါဘုရားရှောက်တယ်အဲဒီလိုရှောက်တဲ့အခါကျတော့မြတ်စွာဘုရားစိတ်ထဲရှိတာတွေမေးပါတဲ့မေးချင်ရမေးပါမေးသည်မြတန်တရားတွေကင့်အောင်သူဖြည့်ရှင်းပါမယ်လို့မြတ်စွာဘုရားကဒီလိုဟောအဲဒီလိုမြတ်စွာဘုရားကခွင့်ပြုလိုက်တာနဲ့တပြိုင်တည်းသူမေးတဲ့မိခွန်းကကမ္ဘာလောကကြီးကိုချုံငုံပြီးတော့ကြည့်တဲ့မိခွန်းမိခွန်းလေးတစ်ခုပဲ ဘုန်းကြီးတို့တွေနဲ့လည်းပတ်သက်တဲ့မိဘတို့ခုလောကလူတွေဟာလူတိုင်းလူတိုင်းဟာဘေးရန်အန္တရာယ်ကြီးညင်ညာဒါသဘာဝပဲလောကလူတွေဟာဘေးရန်အန္တရာယ်ကြီးညင်ညာတဲ့ရန်သူမရှိကြညာဘူးချမ်းသာသာသာနေကြညာတယ်သို့တော်ဘေးရန်အန္တရာယ်ကင်းလာဆိုမကင်းဘူးဘေးရန်အန္တရာယ်တွေနဲ့ချုပ်ရတယ်ရန်သူတွေပေါ်ကြအဲ့ဒါဘာကနောက်ဖွဲ့ထားလို့ဒီလိုဖြစ်ရတာလဲတဲ့ ။တရားမင်းနံပါတ်1မေးတဲ့မေးခွန်းကဟုတ်ကလားလောကလူတွေကတရားစဉ်းစားကြည့်လူတိုင်းလူတိုင်းရဲ့ဆန္ဒကဘာတော့ဆိုရင်ဘေးရန်ကင်းညင်တယ်အန္တရာယ်ကင်းညင်တယ်နော်အပြစ်ဒဏ်တွေကင်းညင်တယ်ဒီလိုဒုက္ခဒုက္ခတွေကကင်းညင်တယ်ဒါပေမဲ့အဲ့လိုဆန္ဒရှိတဲ့ပုဂ္ဂိုလ်တိုင်းဟာဘေးရန်အန္တရာယ်ကင်းရမကင်းဘူးလောကလူတွေဟာဘေးရန်အန္တရာယ်နဲ့မမျှော်လင့်မဲနဲ့ဂျုံတွေ့ပြီးတော့နေကြတယ် အဲ့ဒါလို့ဖြစ်ရတာဟာဘယ်လိုအနှောင်ဖွဲ့တယ်ဘယ်တရားကကိုယ်ကိုပရမိုထားလို့လဲဆိုတဲ့ပေးကုန်ကိုမေးတယ်အဲ့ဒီမှာမြတ်စွာဘုရားကဘယ်လိုဖြေတုံးလို့ဆိုရင်အိတ်တာမစ္စရိယလို့ခေါ်တဲ့ဒီတရားနှစ်ခုကချုံနှောင်ထားလို့တဲ့အိတ်တာမစ္စရိယတန်ရောစဉ်ဆိုတဲ့ဒီအနှောင်အဖွဲ့ရှိနေလို့လောကမှာတတ္တဝါတွေဟာအန္တရာယ်ကင်းခြင်းပဲလို့ယံကင်းခြင်းပဲလို့ ဘေးရန်အန္တရာယ်တွေကင်းကျင်ပေမဲ့လို့ဘေးရန်အန္တရာယ်တွေနဲ့ကျုံးနေကြရတာတဲ့အိဒါမစ္စရိယအဓိကပဲလို့မြတ်စွာဘုရားအဓိကဖြေတယ်။ကဲမြတ်စွာဘုရားဖြေတာနဲ့ကိုစဉ်းစားကြည့်။ဘုန်းကြီးတို့တွေမှာအိဒါမစ္စရိယကင်းရလားမကင်းဘူးလားဆိုတော့ကိုယ့်အကိုစဉ်းစားကြည့်ဘူးเนาะ။လောကလူတွေဟာအိတ္တမစ္စရိယရှိသလားမရှိဘူးလားစဉ်းစားကြည့်ရအောင်အိတ္တဆိုတာသူများကြီးပွားတိုးတက်တာကိုမနာလို့မရှုစိတ်ဖြစ်တာအိတ္တလို့ခေါ်တယ် အဲ့ဒီလိုမနာလို့မရှုစိတ်ဖြစ်လိုက်တာနဲ့တပြိုင်နက်ဒီဟာသူ့ရဲ့စိတ်ကိုလွှမ်းမိုးထားတာကအိတ်သာလွှမ်းမိုးထားသူတစ်ပါးရဲ့စီးစိမ်ကိုအမြဲတမ်းရှုတ်ချတယ်သူများရဲ့အောင်မြင်မှုအကောင်းမပြောနိုင်ဘူးသူများကိုမချီးမွမ်းနိုင်ဘူးဂုဏ်မပြုနိုင်ဘူးအာမပေးနိုင်ဘူးအဲ့ဒီလိုဖြစ်တာဒါအိတ်သာရဲ့သဘောတရားလို့ပြောယူဆတယ်လို့အင်္ဂလိပ်လိုကြတော့ jealousy လို့ခေါ်တာပေါ့ jealousy အဲ့ဒီတဘာဝတရားစိတ်ကိုလွှမ်းမိုးထားတယ်တဲ့အဲ့ဒါကြောင့်မလို့လူတွေဟာအနေရဖြစ်ပြီးတော့နေကြတာအိတ်တာအိတ်တာလွှမ်းမိုးနေမစ္စရိယာဆိုတာကြတော့ကိုယ့်ရဲ့အောင်မြင်ကြီးပွားမှုကိုသူတို့ရားတွေနဲ့မဆက်ဆံလို့တာနှမျောတယ်ဝန်တိုးတယ်ဆိုတာတချို့ကကိုယ့်ပစ္စည်းသူများမပေးချင်တာကိုတလောက်လောက်ပဲအောင်းပေးတယ်မဟုတ်ဘူးမစ္စရိယာရဲ့သဘောကိုရထားတဲ့အခွင့်အရေးကိုသူများမရစေချင်ဘူး ကိုအောင်မြင်ကြီးပွားတယ်လို့သူများအောင်မြင်ကြီးပွားတာမကြိုက်ဘူး။ဒါမစ္စရိယရဲ့သဘောတည်း။ကိုနာမည်ကြီးရင်သူများကိုနာမည်မကြီးစေခြင်းဘူး။ကိုသိတဲ့ဟာတွေကိုသူများကိုညတ်တပြီးတော့မပေးခြင်းဘူး။ကိုသိတာတွေကိုသူများကိုမသိစေခြင်းဘူး။ဆိုတဲ့လူတွေရဲ့ရှုပ်ဝှက်ချက်တွေပေါ့။မစ္စရိယဆိုတာမပြန့်ပြူးနိုင်ဘူး။ကိုရထားတဲ့အခွင့်အရေးတခုကိုသူများမပေးနိုင်ဘူး။မပေးရုံနဲ့မကဘူးသူကရန်လုံးတယ်။ မစ္စရိယကဘာနဲ့လာတော့ဆိုရင်ဒေါသနဲ့တွဲလားဣဒ္ဓါကလည်းဒေါသနဲ့တွဲလားအဲ့တော့မစ္စရိယတို့ဣဒ္ဓါတို့ရဲ့နောက်ွယ်မှာဒေါသဆိုတဲ့အမုန်းပါတယ်လို့ဒီလိုမှတ်သူကလောဘနဲ့တွဲတာမဟုတ်ဘူးဒေါသနဲ့ရှင်ပြီးတော့ဖြစ်တာလေဒေါသမပါတဲ့ဣဒ္ဓါဒေါသမပါတဲ့မစ္စရိယဆိုတာမရှိဘူးဒါပေမဲ့ဣဒ္ဓါမစ္စရိယဆိုတဲ့သဘာဝတရားဟာလူတွေရဲ့တဏ္ဍာမှာဖြစ်လာပြီဆိုလို့ရှိရင်ကြည့်လေ များစည်းစိမ်ကိုယူဆတယ်စောင်းမြောင်းတယ်မချီးကျူးနိုင်ဘူးအတိမမပြုတ်နိုင်ဘူးဆိုလို့ချင်းဘုရားဘက်သားကသူ့ကိုဘယ်လိုလုပ်ချင်တာအလိုလျောက်သူ့စိတ်ထဲကလည်းပဲရံလုတဲ့သဘောဖြစ်တယ်ကိုမစ္စရိယကိုအောင်မြင်ကြီးပွားနေတာကိုသူများကိုခွင့်မပြုနိုင်ဘူးကိုအောင်မြင်တာလို့သူများကိုမအောင်မြင်စေချင်ဘူးဆိုလို့ချင်းလေဘုရားဘက်သားကဘယ်လိုလုပ်ချင်တာဆရာရှင် ဒါကြောင့်မလို့ဒီအိတ်တန်မစ္စရိယဒီတရားနှစ်ခုဟာအမြဲတမ်းမှဒီခြင်းမြောင်းတဲ့စိတ်ဓာတ်တွေဖြစ်တယ်ပေါ့ခြင်းမြောင်းတဲ့စိတ်နေသဘောထားတွေဖြစ်တယ်အဲ့ဒီခြင်းမြောင်းတဲ့စိတ်နဲ့သဘောထားတွေရဲ့နှောက်ဖွဲ့မှုကိုခံထားရလို့တဲ့လောကမှာရှိတဲ့တတ္တဝါတွေလူပဲဖြစ်ဖြစ်နတ်ပဲဖြစ်ဖြစ်ဤသည့်တတ္တဝါပဲဖြစ်ဖြစ်အိတ်တန်မစ္စရိယရှိနေသည့်အတွက်ကြောင့်တဲ့မြတ်စွာဘုရားရန်ကင်းခြင်းပဲလို့ရန်မကင်းကြဘူး ူးတဲ့လူတွေမှာချမ်းသာခြင်းပဲလို့ချမ်းသာမှုနဲ့မတွေ့ကြဘေးရန်အန္တရာယ်ကင်းခြင်းပဲလို့ဘေးရန်အန္တရာယ်တွေမကင်းကြဘူးဒီအဖြေကိုဖြေတယ်အိဒါမစ္စရိယကိုအဓိကထားပြီးတော့မြတ်စွာဘုရားအဖြေတယ်အဲဒီအိဒါမစ္စရိယဆိုတာပုရုဇဉ်တွေရဲ့စိတ်ကိုတော်တော်လွှမ်းမိုးနိုင်တယ်ပေါ့တော်တော်လွှမ်းမိုးနိုင်ဘာဖြစ်လို့လို့ဆိုရင်ဒေါသနဲ့ရှင်တွဲပြီးတော့လာတဲ့ဒီတဘာဝတရားနှစ်ခုဟာ ဆိုအားလို့လူတယောက်ကြီးပွားတာကိုမူရိဒာမထမ်းနိုင်လို့ရှိရင်အိဒါဖြစ်လာအိဒါဖြစ်လာအဲ့တော့အိဒါဒီဘသူရဲ့ဆန့်ကျင်ဘက်ဖြစ်လာတော့ဆိုမူရိဒာတရားရဲ့ဆန့်ကျင်ဘက်ဖြစ်လာတယ်ပေါ့အဲ့တော့မူရိဒာထမ်းနိုင်ရင်ထမ်းမထမ်းနိုင်လို့ရှိရင်အိဒါရဲ့လွှမ်းမိုးမှုကိုခံရတယ်ဟောမစ္စရိယဆိုတာလည်းပဲအင်မတန်မှကျင်းပြောင်းတဲ့စိတ်ဓာတ်ငါသာအောင်မြင်နေငါသာကြီးပွားခြင်းနဲ့ငါဟာကိုလာမချိနေဆိုတဲ့ ရှင်းမြောင်းတဲ့စိတ်ဓာတ်သဘောမျိုးမစ္စရိယဆိုရှင်တိရိစ္ဆာန်လေးတွေဆိုဘလောက်ထင်ရှားလို့မစ္စရိယကြောင်လေးတကောင်ကြွက်ကလေးပါးစပ်ထဲရောက်ရင်သူ့နားမှာတပြည့်အကောင်မရှိဘူးလို့ဟိနေတာသူကနော်မှန်ဖီးနေတယ်အဲ့ဒါဘာသဘောရောဆိုလို့ရှင်သူ့အစာကိုလာမထီးနဲ့လို့သူကသိမ့်ပိုက်လိုက်တာဟိုးသိမ့်ပိုက်ပြီးတော့ဂျန်တဲ့အကောင်လေးကိုရန်လုံးတော့တာအဲ့ဒါမစ္စရိယနဲ့ဒေါသတွဲလာတဲ့သဘောပဲမေတ္တာမှထင်ရှားတယ်ပေါ့ လူတွေမှလည်းအဲ့ဒီသဘောပဲလူတွေမှလည်းအဲ့ဒီသဘောရှိတာအဲ့ဒါကြောင့်မလို့ဒီအိတ်တမစ္စရိယဆိုတဲ့သဘာဝတရားနှစ်ခုဟာလူတွေရဲ့စိတ်နှလုံးထဲမှာလွန်မှုချုပ်ကင်ထားပြီးဆိုလို့ရှိရင်တတ္တဝါတွေအားလုံးရဲ့နှလုံးထဲမှာလွန်မှုချုပ်ကင်ထားပြီးလူတွေတော်မဟုတ်ဘူးအိတ်တမစ္စရိယဒိဋ္ဌာန်တွေမှာလည်းအမှန်တရားတာပဲပေါ့နော်ဒိဋ္ဌာန်တွေမှာလည်းပဲဒီအိတ်တမစ္စရိယရှိတာကိုယ်ရဲ့သာသွားရင်မနာလိုဘူး မတမ်းမသိတာတဲ့တိရိစ္ဆာန်တွေအကြောင်းကိုလေ့လာကြည့်ရင်လည်းအိဒါရီလွန်မိုးနေတာမစ္စရိယလွန်မိုးနေတာတွေအမတမ်းမတွေ့ရတယ်အဲ့ဒါလို့အိဒါမစ္စရိယတွေလွန်မိုးကြီးစိုးနေသည့်အတွက်ကြောင့်အန္တရာယ်ကင်းလို့ရန်ကင်းလို့ပြိမယ်လို့အန္တရာယ်ကင်းခြင်းရန်ကင်းခြင်းဆိုတဲ့အကျိုးကျေးဇူးကိုမရကြတာမရကြဘူးတဲ့ဒီအိဒါမစ္စရိယကြောင့်ဒီလိုဖြစ်ရတယ်လို့မြတ်စွာဘုရားဟောတယ်။အဲဒီလိုဟောတဲ့အခါကျတော့တရားမင်းကြီးထပ်မေးတယ် ရှင်ဘုရားရဲ့အိဒါမစ္စရိယကဘာကြောင့်ဖြစ်ရတာတော့လဲဆိုတော့မြတ်စွာဘုရားဖြစ်တယ်အိဒါမစ္စရိယတခြားကြောင့်ဖြစ်တာမဟုတ်ဘူးတဲ့ချစ်ချင်းမုန်ချင်းဆိုတဲ့ဒီနှမျိုးကြောင့်ဖြစ်တာတတ္တဝါကိုဖြစ်စေသင်္ခါရကိုဖြစ်စေတတ္တဝါဆိုတာသက်ရှိသင်္ခါရဆိုတာသက်ပဲသက်မဲ့ပစ္စည်းပေါ်မှာပဲဖြစ်စေသက်ရှိပစ္စည်းပေါ်မှာပဲသက်ရှိပေါ်မှာပဲဖြစ်စေသက်မဲ့ပေါ်မှာဖြစ်စေနော်လူတွေက ချစ်တယ်ဆိုတာတက်ရှိကိုလည်းချစ်တယ်တက်မဲ့ကိုလည်းချစ်တယ်တွေ့တာနဲ့နှစ်သက်တယ်မုန်းတယ်ဆိုတဲ့နေရာမှာလည်းပဲတက်ရှိကိုလည်းမုန်းတယ်တက်မဲ့ကိုလည်းမုန်းတယ်ဒီလိုနှမျိုးကိုเนาะအဲ့တော့ချစ်ချင်းမုန်းခြင်းဆိုတဲ့လူတွေရဲ့တဏ္ဍာမှာဒီလို ခွဲခြားပြီးတော့နေတဲ့စိတ်ရှိသည့်အတွက်ကြောင့်အိဒါမေစရိယဆိုတာဖြစ်လာတာအိဒါမေစရိယဆိုတာဖြစ်လာအဲ့ဒီချစ်ခင်ချင်းမုန်းတီးခြင်းဆိုတဲ့ ဒီသဘာဝတရားတွေဟာလူတွေရဲ့နှလုံးသားထဲမှာမရှိဘူးဆိုလို့ရှိရင်အိတာနဲ့မေစရိယာဖြစ်မလာဘူးတဲ့ဆရာတော်ဗျာအဲ့ဒီနှစ်ခုကြောင့်မို့လို့ဖြစ်လာရတယ်လို့တရားမင်းကြီးရဲ့မိခွန်းတွေကိုအခုလို့ဖြေတာ